မင်းသမီးအိုက်ကိုကဂျပန်အင်ပါယာကြီးရဲ့တူထည်တော်သမီးလည်းဖြစ်ပါရင်မွေးကလေးကစီးစိမ်နဲ့ပြင်းနေတဲ့ဘဝမှာနေထိုင်ခဲ့ရပြီးတော့အစီခံဒီကလည်းအများကြီးရှိကတခြားကလေးဝေးစိတ်ကူးနေပဲရင်နိုင်တဲ့အရာအလုံးကိုပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါရင်ဒါပေမဲ့သူမရဲ့ကံကြမ္မာကအယံကိုရှုပ်ထွေးလာပါရင်သူမနဲ့ပတ်သက်တဲ့ကောလာဟလာဝီကရောဘာရီများဖြစ်နေမလဲဂျပန်မှာမင်းသမီးဖြစ်ရတာကဘာကြောင့်များခက်ခဲနေရတာလဲ ဂျပန်လူမျိုးတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000လောက်ကတည်းကမျိုးစင်ဆက်ရှိနေခဲ့တဲ့ဘရင်စနစ်ကိုတန်ဖိုးထားကြပါတယ်။ဒါပေမဲ့လည်းဒီနိုင်ငံရဲ့ဘရင်ကြီးဟာတကယ့်အာဏာသိမ်းမရှိဘဲနဲ့ရိုးရာထုံတန်းတွေကိုပဲဆက်လက်ကျင့်သုံးခဲ့ပါတယ်။ဂျပန်နိုင်ငံရဲ့125ရောက်မြောက်ဘရင်အကီဟီတိုဟာနန်တက်30နှစ်ရှိနေပြီဖြစ်ပြီးတော့2019ခုနှစ်မှာအကြီးဆုံးသားနာရူဟီတိုကနန်တက်ခဲ့ပါတယ်။နာရူဟီတိုနဲ့သူ့ရဲ့စနီးမာဆာကိုရိုမိသားစုမှဆိုတော့ သားယောက်ျားလေးဖွားမြင်ဖို့အတွက်လူတွေကအကြကြီးစောင့်မျှော်ခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့သားဟာနမ်မွေဆက်ခတ်နိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့လည်းအားလုံးကစိတ်ပြတ်သွားခဲ့ရပါတယ်။မာဆာကူဟာကိုယ်မရနိုင်တာတော်တော်ကြာနေခဲ့ပါပြီ။အကြကြီးစောင့်မျှော်နေရတဲ့ကလေးကိုမွေးလာတဲ့အချိန်မှာတော့မင်းကလေးတယောက်ဖြစ်နေခဲ့ရပါတယ်။ကလေးငယ်ကိုချစ်ချင်းတရားနဲ့ကလေးလိုအတိတ်ပဲရှိတဲ့မင်းသမီးအိုက်ကိုဆိုပြီးနာမည်ပေးခဲ့ပါရီ။သူမရဲ့မိဘတွေကသူမကိုတကယ်ချစ်မြတ်နိုးခဲ့ပါရီ။သူမဟာချစ်ချင်းတွေချူဆိုင်ရှင်နေကြမှာကြီးပြင်းလာခဲ့ရပြီးတော့တိုးပွားလာတဲ့အာယုံဆိုင်မှုတွေကိုလည်းရရှိခဲ့ပါရီ။ ဒါပေမဲ့လည်းတော်ရင်မိသားစုကသူရဲ့အနာဂတ်ကိုလေးလေးနက်နက်တွေးတောခဲ့ပါရင် အဲ့ဒီအချိန်တော့ကအကီဟီတိုရဲ့တာသမီတွေဟာတယောက်မှတားရောက်ကြလိမထွန်းကားခဲ့ပါဘူး။တဝဲမိသားစုကလည်းဒီပြဿနာနဲ့ပတ်သက်လို့အားကျွမ်းမှန်သက်ဆွေးနွေးနေရပါတယ်။တချို့သောမိသားစုတွေကတော့ရဇပလင်ကိုအမျိုးသမီးတွေကိုလည်းပေးအပ်နိုင်ဖို့ထိနှံကိုဆက်ခံတဲ့ delay အားပြောင်းတင်နေဆိုပြီးအကြံပေးခဲ့ကြပါတယ်။အဲ့ဒီလိုဆိုတော့အမင်းသမီးအိုက်ကိုဟာဘယင်မကြီးဖြစ်လာနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့2006ခုနှစ်မှာဆိုတော့ဘယင်ကြီးအကီဟီတိုရဲ့အငယ်ဆုံးသားကဟီဆာဟီတိုဆွဲတားရောက်ကြလိတယောက်ထွန်းကားခဲ့ပါတယ်။ယနေ့မှာဆိုတော့သူကအသက်16နှစ်ရှိနေပြီဖြစ်ပြီးဘယင်ဖြစ်လာမှာပဲဖြစ်ပါတယ်။ဒါကြောင့် လည်းမင်းသမီးအိုက်ကိုဟာနမ်းမွေဆက်ခံဖို့အတွက်အခွင့်အရေးမရှိသလောက်ပဲဖြစ်ပါလိမ့်။ဒီအကြောင်းပြချက်ကြောင့်ပဲသူမရဲ့မိဘတွေကသူမကိုတာမန်ကလေးတယောက်အနေနဲ့ပဲပြုစုပြောထောင်လာခဲ့ပါလိမ့်။အသက်9နှစ်အရွယ်မှာမင်းသမီးအိုက်ကိုကတိုချိုမြို့ရဲ့ကုံထူးဆောင်ကျောင်းမှာကျောင်းတက်ခွင့်ရရှိခဲ့ပါလိမ့်။သူမစီမှာမြင့်မားတဲ့တော်ဝင်ပွဲကုံထူးဝင်ရှိနေခဲ့ပေမဲ့ကလေးတယောက်ရဲ့ကြုံတွေ့ရမယ့်အခက်အခဲတွေကိုတော့ရင်ဆိုင်ခဲ့ရပါလိမ့်။ပြည်တွင်းသတင်းတွေရေးသားခဲ့သလိုပဲသူမရဲ့အခန်းပေါ်တွေကသူမကိုအနိုင်ကျင့်ခဲ့ကြပါလိမ့်။ဘဲတူးကမှသူမရဲ့ယာထူးကိုခ ्यु မဆိုင်ပါဘူး။ကောင်မလေးကစိတ်ပစ္စည်းမှုတွေကိုခံစားခဲ့ရပြီးတော့အ အချိန်တစ်ခုအထိကြောင်းသွားဖို့ငင်းဆန်ခဲ့ပါရင်တင်ကန်းစာရီကိုတင် जा ပို့ချနေတဲ့အချိန်မှာသူမရဲ့အမေကသူမကိုအဖော်ပြုပေးခဲ့ရပြီးတော့အတန်းပြီးသွားပြီဆိုတော့သူမကိုလာကြိုပေးရပါရင်သူမရဲ့အမေမင်းသမီးမာဆာကိုဟာစိတ်ကြယောဂါကိုခံစားနေရတာကြောင့်ကောင်မလေးကအယံကိုထိရှာလွယ်တယ်ဆိုပြီးဝေဖန်ရေးသမားတွေကရေးတာခဲ့ပါရင်ဒါပေမဲ့ဘယ်အရာကစိတ်ကြယောဂါကိုဖြစ်စေတာလဲဆိုတော့ဘဒူးကမှမတိပါဘူး ိုက်ကိုငင်းငယ်တုန်းကအိုက်ကိုစီမှာအော်တီဇင်ယောဂါရှိနေတယ်ဆိုပြီးတော့မီဒီယာတချို့ကခန့်မှန်းထားကြပါတယ်။ကောင်မလေးကလူသူအရှိမခံစားချက်တွေကိုမဖော်ပြခဲ့တာကြောင့်ဒီလိုမျိုးယူဆချက်တွေကထွက်ပေါ်လာခဲ့တယ်လို့တည်ရပါတယ်။သူမဟာဘယ်တော့မှမပြုံးသလိုပါပဲ။ဒါပေမဲ့လည်းဒီကိုလာဟလာဝေကိုအတိမပြုတ်နိုင်ခဲ့ပါဘူး။ အိုက်ကိုကသူမအမေရဲ့ယောဂအချိန်နဲ့သူမအတန်းဖော်တို့ရဲ့ဆက်စံရေးကိုစိတ်ပူတာလေးဖြစ်နိုင်ပါ रे ငငယ်လေးကလေးကမင်းသမီးအိုက်ကိုဟာအထီးကျန်တဲ့ကောင်းမလေးဖြစ်ခဲ့ရပါ रे ဒရိဆန်နေကသူမရဲ့အချစ်ဆုံးတငယ်ချင်းတွေဖြစ်ပြီးတော့သူမဟာပီယာနိုနဲ့သရောတီးရတာကိုကြိုက်ပါ रे မင်းသမီးဟာစာရေးတဲ့နေရာမှာပါရမီပါပြီးတော့စိတ်ညွန်းတွေကိုတော့ရေးသားခဲ့ပါ रे သူမဟာအကစားလုံးရတာကိုတဘောကြပြီးအကစားအဖွဲတစ်ဖွဲရဲ့ရှီယာလီတာဖြစ်ပါ रे အသက်16နှစ်အရွယ်မှာဆိုတော့မင်းသမီးဟာကိုအားကိုကိုးတဲ့ပထမဆုံးနိုင်ငံခြားခီးစဉ်အဖြစ် ဤသို့ galaxy ကိုတွားခဲ့ပါတယ်တော်ဝင်မိသားစုနဲ့အကျွမ်းတဝင်ရှိတဲ့အမည်မသိနန်းတော်ထဲကအရေးအမြတ်တရဲ့အစီရင်ခံစာတွေအရအိုက်ကိုဟာဒူမရဲ့အမည်ကိုစိတ်အားပေးလေရှိတယ်လို့တည်ရပါတယ်2020ခုနှစ်ဖေဖော်ဝါရီမှာဆိုတော့ဂျပန်ဘာသာစကားနဲ့ဂျပန်စာကိုအထူးပြုသင်ယူသွားဖို့အတွက်ကာကူရူအင်တက်ကရိုမှာဝင်ခွင့်ရခဲ့ပါတယ်အိုက်ကိုဟာသူမအသက်16နှစ်အရွယ်ကလေးကမိဘတွေကိုအဖော်ပြုပြီးတော့ပြည်သူလူထုအရှိမထွက်ပေါ်လာခဲ့တာဖြစ်ပါတယ် သူမကလေးဘွားတော်ကအဖေဖြစ်သူရဲ့ပွဲတွေကိုမတက်ရောက်နိုင်ခဲ့ပါဘူး2021ခုနှစ်မှာအသက်20ရောက်သွားခဲ့တဲ့ပွဲတော်တွေမှာပါဝင်ရှင်ပြိုင်ခဲ့ပြီးတော့အင်ပါယာကရှင်းမြင့်ခဲ့တဲ့စုတစိတ်ကိုလည်းလက်ခံရရှိခဲ့ပါတယ် တော်ဝင်နန်းတော်မှာကျင်းပခဲ့တဲ့နေ့တည်ကျူဆူပွဲတော်ကိုတော်ဝင်မိသားစုရဲ့တရားအနေနဲ့ပထမဆုံးတက်ရောက်ခဲ့ပါရီသူမရဲ့ပထမဦးဆုံးသတင်းစာရှင်းလင်းပွဲကတော့2022ခုနှစ်မတ်လမှာဖြစ်ပါရီမင်းသမီးအိုက်ကိုကသူမရဲ့ကိုရင်းကိုသားမိသားစုနဲ့ကပ္ပရေးရကိုပြောဆိုသွားခဲ့ပါရီမနေ့ကတာမန်ပြည်သူတရားနဲ့လက်ထပ်ခဲ့ပြီးတော့တော်ဝင်မိသားစုကနေခွဲထွက်သွားခဲ့တဲ့ဝမ်ကွဲအမမာကိုကိုမူရာအကြောင်းကိုလည်းပြောသွားခဲ့ပါရီ ူမကျမအဖေကိုခင်မင်းရင်းနှီးပြီးကျင်နာတတ်တာကြောင့်သူမကိုကျေးဇူးတင်ပြီးအမြဲတမ်းမတ်မီသွားမှာပါဆိုပြီးတော့အိုက်ကိုကထပ်ပြောခဲ့ပါရင်ဝမ်ကွဲညီမတယောက်အနေနဲ့သူမဟာနှစ်ပေါင်းများစွာအထိပျော်ရွှင်ပါစေလို့ဆုတောင်းပေးပါတယ်ဆိုပြီးပြောခဲ့ပါရင်သူမကလက်ထက်မဲ့အစီအစဉ်တွေကိုအမီးခံရတဲ့အခါမှာတော့သူမဟာအခုမှဒုတိယစာတင်နဲ့ပြီးခဲ့တာဖြစ်ပြီးတော့ဘာကူမှမတေချာသေးပါဘူးလို့ပြောသွားပါရင်ဒါဆိုရင်တော့မင်းသမီးအိုက်ကိုဟာသူမရဲ့ဝမ်ကွဲအမမကုအတိုင်း လုတ်သွားနိုင်ပါ रे မိသားစုထုံတန်းစင်လာအရာတော်ဝင်မိသားစုကအမျိုးသားတွေဟာတာမန်လူဝင်နဲ့လက်ထပ်နိုင်ပြီးတော့အမျိုးသမီးတွေကလည်းတော်ဝင်သွေးသားမဟုတ်သူတွေရဲ့စနီးဖြစ်နိုင်ပေမဲ့တော်ဝင်မိသားစုကနေထွက်ခွာသွားရမှာဖြစ်ပြီးရှိရှိသမျှစီးချိန်ဥစ္စာတွေကိုလည်းလက်လွတ်ရမှာဖြစ်ပါ रे ဘယ်လိုမျိုးရွေးချယ်မှုကိုပဲလုပ်လို့မင်းသမီးအိုက်ကိုကိုဝမ်းနေစရာကောင်းလာတဲ့ကံကြမ္မာကစောင့်မျှော်နေတာဖြစ်ပါ रे ော်ဝင်မျိုးနွယ်တွေအထက်မှာခင်မုန်းရှာတွေ့နိုင်ဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ဂျပန်မှာတော်ဝင်မျိုးနွယ်အမျိုးသားတွေကမရှိသလောက်ပဲဖြစ်ပါတယ်။တကယ်လို့များသူမကသာတာမန်လူရဲ့ဇနီးဖြစ်လာခဲ့မယ်ဆိုတော့တော်ဝင်မိသားစုကနေထွက်ခွာလာရမှာဖြစ်ပြီးတာမန်အမျိုးသမီးတယောက်အဖြစ်နေထိုင်သွားရမှာဖြစ်ပါတယ်။တကယ်လို့သူမကတော်ဝင်မိသားစုမှာနေခဲ့ဖို့အတွက်ဆုံးဖြတ်လိုက်မယ်ဆိုရင်တသက်လုံးအထီးကျန်နေမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်းတော်ဝင်မိသားစုမှအမျိုးသမီးတွေကတာမန်အမျိုးသားတွေကိုလက်ထပ်တာဟာမဆိုတလောက်ပဲရှိပါသေး။လွန်ခဲ့တဲ့18နှစ်တောင်ကသူမရအတော်ဆာယာကိုကူရိုဒါကရိုးရိုးရုံးစရိတ်ကိုလက်ထပ်သွားခဲ့တာဖြစ်ပါသေး။ကိုဘတာကားဘလို့မောင်းရမလဲဆိုတော့တင်ယူရပြီးတော့ဈေးဝယ်ထွက်ခဲ့ရပါသေး။ဒါပေမဲ့လည်းတူမဟာပျော်ရွှင်နေခဲ့ပြီးတော့တူမရဲ့ဆုံးဖြတ်ချက်အတွက်ဘယ်တော့မှလည်းနောင်တမရပါဘူးအချစ်အတွက်လက်ထပ်ပြီးတော့ရာထူးကုန်ချင်းတွေကိုလက်လွတ်တာကပိုပျော်ရတဲ့ကံကြမ္မာပဲဖြစ်ပါတယ် အင်ပါယာတယောက်ရဲ့တာဝန်တွေကိုလုံဆောင်နိုင်ဖို့ဆိုတာသူမအတွက်မလွယ်ကူဘူးဆိုတာကိုမင်းသမီးအိုက်ကိုကပြောကြားခဲ့ပါတယ်ဂျပန်ဘုရင်ကြီးနာရိုဟီတိုရဲ့တဦးထက်သောသမီးကတော်ဝင်မိသားစုရဲ့ထုံတန်းတဲ့လေးဝေးဟာသူမကိုတင်းမာစေတယ်လို့ပြောခဲ့ပါတယ်မကြသေးခင်ကပြုလုပ်ခဲ့တဲ့စစ်တမ်းတွေအရာချစ်စရာခိုင်နှုန်းသောဂျပန်လူမျိုးတွေဟာအင်ပါယာရာထူးကိုတော်ဝင်အမျိုးသမီးတွေလည်းရပိုင်ခွင့်ရှိတယ်ဆိုတဲ့အကြောင်းအားထောက်ခံပေးထားခဲ့ပါတယ်ဒါပေမဲ့လည်းရှေးရိုးဆွဲတဲ့လူတွေကတော့နှစ်2000လောက်ရှိနေပြီဖြစ်တဲ့ဘုရင်စနစ်ထုံတန်းအတိုင်းလှုပ်ဆောင်သွားမှာပဲရိုးရာယဉ်ကျေးမှုတွေကိုထိန်းသိမ်းနိုင်မယ်လို့ပြောကြပါတယ် င်မင်းသမီးအိုက်ကဂျပန်ရဲ့ဘယင်မများဖြစ်လာနိုင်မလားဟုတ်ကဲ့ပါဒီကနေ့အတွက်ဆလံကဒီလာပဲဖြစ်ပါတယ်ကြည့်ရှုပေးကြပိတ်တာများအားလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ